ထိုင်းမြို့မှာနယ်စပ်မှာခေးမျိုးထိချုပ်ထားတဲ့ထီခီရွာကိုဒီကနေ့အော်တိုဘာလ14ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာဆက်နာရှိတပ်ကလေရင်နဲ့ဗုံးထက်ကျဲတယ်လို့ထီခီဒေသခံအချို့ကပြောပါရတယ်။ခြေတိုက်လေတစ်စင်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဈေးစင်ဒီဇိုင်းမီလောက်ပြည့်စည်ခဲ့ပြီးထီခင်တရာရရှိခဲ့သူလူဦးကိုတော့ဘယ်သူဘယ်ဝါဆိုတာသိစိတ်မသိရသေးဘူးလို့ဒေသခံတွေကပြောပါရတယ်။ ကေအမျိုးသားစီအိုကေအမျိုးတမဟာလီထိချုပ်ထားတဲ့ထိခိတိသားကိုစစ်ကော်မရှင်လက်အောက်ခံတပ်ကအော်တိုဘားလရှင်းနေကစပြီးလေရင်နဲ့ဘုံကျဲတက်ခိုက်နေတာပါအခုလအတွင်းလေရင်နဲ့ဘုံကျဲတက်ခိုက်မှု၃ရက်ထိရှိလာချိန်မှာကာစီနိုအလောင်းကစားရုပ်ချို့အပါဝင်အကြသားနေအိမ်နဲ့အလုပ်ရုပ်ဆောင်တို့ချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ထိခိတိသားကဆက်ပေးဆောင်ချို့ကပြောပါတယ်၂၀25ခုနှစ်အေဘီလ16ရက်နေ့ကထိထစကန်မေလ9ရက်နေ့မှာထိခိနေဆက်စကန်နဲ့နေဆက်ကိုတော်ရေးခိဇော်လ10ရက်နေ့မှာဘော်ဒီစကန် ဇူလိုင်လ9ရက်နေ့မှာဒုက္ခစခန်းတွေကို ကေမျိုးသားလုံးမြရေတက်မတော့ KLA နဲ့တော်လိုင်းမဟာမေပူမောတက်တွေကတိုက်ခိုက်သိမ်းယူထားပါတယ်။ဒိုဝဲခရိုင်မှာကာဘွန်ဒေတာနဲ့ထိစပ်နေတဲ့နတ်အိတ်တောင်စခန်းခုကလွဲလို့ခရိုင်ထဲကထိုင်းမြန်မာနယ်စပ်ဒေတာတခုလုံးကိုကေမျိုးသားစီယုံခေမျိုးကထိန်းချုပ်ထားပါတယ်။တရချောင်းမျိုးနဲ့စော်ဖျားမိုးရွှေကိုကြောက်လေးကားရွာတွေကအရက်သားနေ90လောက်ဆယာနာရှိတက်ကမိရှုပ်ပြစီဒဲလို့ဒေတာခန်းတချို့ကပြောပါတယ်။ အော်တိုဘာလာကိုရဲ့နေမှာမိုးရွှေကိုရွာကနေ19လုံးနဲ့စော်ဖျားရွာနဲ့ကြောက်လီကရွာမှာနေ30လောက်မိရှုပ်ခံရရတာလို့စစ်ဘေးဆောင်ပြည်သားကအမျိုးသမီးတို့ကပြောပါတယ်။ဆက်နာရှင်တပ်စစ်ကြောင်းဟာစော်ဖျားမိုးရွှေကိုကြောက်လီကကင်းစိတ်စားတဲ့ရွာတွေကဒေသခံတွေရဲ့စိုက်ကဲအစီ20လောက်နဲ့ထော်လာကြီးကားတစီစပိန်ဘေးတွဲစိုက်ကဲအပါဝင်အီတန်ပရိပေါ်ကပစ္စည်းတွေကိုလည်းတင်းယူသွားတယ်လို့ဆိုပါတယ်။ ဩဂင်လတုံကလည်းနေတွင်မိရှုဖြစ်စီခံရတဲ့ပြင် အခုအော်တိုဘာလာထံမှာလေးထပ်ပြီးမိရှုခံရတာပါဆေနာရှင်တဆစ်ကြောင့်ဟာတရနှစ်ခွရွာတတာဆစ်စီခင်းနေရွှေကူတောင်တတာဆစ်စီခင်းအနီဝန်းကျင်ကဂျီဝါတဆေချိုးလာနေချီချာဆစ်ကြောင့်ထုံနေပါတယ် စစ်ကြောင်းထိုးနေချိန်ကာလအတွင်းအရသားတွေကိုလူသားတိုင်းတပွဲဖမ်းဆီးပြီးလမ်းပြလိုခိုင်းတာသူတို့ရဲ့ပစ္စည်းတွေကိုတက်ခိုင်းပြီးပေါ်တာဆွဲတာအမျိုးသမီးတွေကိုထမင်းဟင်ချက်ခိုင်းတာအရသားနေကပစ္စည်းတွေကိုသိမ်းယူပြီးနေတွေကိုမီရှိုးတာအရသားတို့ကိုတပ်ဖြတ်တာတွေလုံဆောင်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ် တပင်အုတ်တူရွာက အသက်90ကျော်အရွယ်မတန်စွမ်းအဖွားတူကိုလေအဲ့ဒီစစ်တောင်းကမတည်ကျင်ခဲ့ပါသေးတယ်။မော်ရပန့်ဖွဲ့ကောင်ဆောင်ကိုကျက်ဦးကိုဖမ်းဆီးထားပြီးအန်ယူဂျီကောက်ွယ်ရေးဝန်ကြီးဌာန MOD ရဲ့စစ်ဘက်ဆိုင်ရာတရားရုံးကစစ်ဆေးတော့မှာဖြစ်တယ်လို့ပြည်သူ့ကောက်ွယ်ရေးတမတော်အမှတ်34နီးပြူဟာကအောက်တိုဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ဒေါ်ဝါရှ်အဖွဲ့သားတအူကပြောပြပေးသွားမှာပါ။ မော်နယ်ပတ်အဖွဲ့ခေါင်းဆောင်ကိုကျဦးကိုဖမ်းဆီးထားပြီးအမျိုးကြီးကောက်ကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ဆက်ဘက်ဆိုင်ရာတရားရုံးကဆက်ဆေးသွားမှာဖြစ်တယ်လို့ပြည်သူ့ကောက်ကွယ်တပ်မတော် PDF အမှတ်34နီးပြူအားကအော်တိုဘားလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကိုကျဦးကိုအမှတ်34နီးပြူအားကဆက်လက်ဖမ်းဆီးထိန်သိမ်းထားမှာဖြစ်ပေမဲ့အရေးယူဆောင်ရွက်မဲ့အပိုင်းကိုတော့ MOD ဆက်ဘက်ရေးရာတရားရုံးကကင်တယ်သွားမှာဖြစ်တယ်လို့အမှတ်34နီးပြူဟာမူစီဝမ်းကပြောပါတယ်။ ကိုကျဲဦးအနေနဲ့လက်နက်ကန်တပ်ဖွဲ့ခေါင်းဆောင်တအူဖြစ်တဲ့အတွက်စစ်ဘက်ဆိုင်ရာတရားရုံးစီလွှဲပြောင်းပေးရတာဖြစ်ပြီးမော်ဒယ်ဖွဲ့တပ်ဖွဲ့ဝင်နောက်တအူကိုလည်းစစ်ဘက်ဆိုင်ရာတရားရုံးကပဲကန့်တဲသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လောင်လုံးမြို့နယ်ခြေဆိုင်တော်လန်တပ်ဖွဲ့ဝင်တခုဖြစ်တဲ့မော်ဒယ်ဘက်အဖွဲ့ခေါင်းဆောင်ကိုကျဲဦးနဲ့တပ်ဖွဲ့ဝင်တအူကိုလောင်လုံးမြို့နယ်ပြည်သူ့လူ့ချုံရေးတပ်ဖွဲ့ပါလာဖာကအတူပါလာခေါင်းငယ်နေမှာဖမ်းဆီးပြီးအမှတ်30လီမီဗျူဟာစီလွှဲပြောင်းပေးခဲ့တာပါ။ ကျူတင်အကြောင်းမကြဘဲလောင်းလုံးပလဖစခန်းကိုလက်နဲ့ကင်ဆောင်ဝင်လာတဲ့အတွက်ပလဖတပ်ဖွဲ့ဝင်ချို့နဲ့ကိုကျူးဦးအခြေတင်ဖြစ်ကြပြီးတဲ့နောက်ခြောက်လက်ပြက်ကမှုဖြစ်ပြီးကိုကျူးဦးကိုဖမ်းဆီးလိုက်တာဖြစ်တယ်လို့ပလဖတာဝန်ခံကိုရတာကပြောပါရယ်အမတ်34နီးမြူဟာရဲ့ထုတ်ပြန်ချက်မှာတော့လောင်းလုံးပလဖစခန်းကိုဝင်ရောက်လာမှုအပါအဝင်ကျူးလွန်မှုဆက်ကူအတွက်အရေးယူနိုင်ဖို့နဲ့လက်နဲ့ကင်တပ်ဖွဲ့အချင်းချင်းကြားဆိုးရတဲ့အခြေအနေတွေမဖြစ်ပေါ်လာစေဖို့ကိုကျူးဦးကိုဖမ်းဆီးထားတာဖြစ်တယ်လို့ဖော်ပြထားပါရယ် အမှတ်34နီးပြူဟာရဲ့ထုတ်ပြန်ချက်ပါကျူးလွန်ခဲ့တဲ့ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့မော်တော်ပတ်တပ်ဖွဲ့တူနဲ့နီးစပ်သူတို့စီဒရောဝက်ကဆက်သွဲခဲ့ပေးမယ်လဲဆက်သွဲမရသေးပါဘူးကိုကျုံအနေနဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ပါလာဖတ်စခန်းကိုတွားရောက်တာဖြစ်တယ်လို့မော်တော်ပတ်တပ်ဖွဲ့တူကအော်တိုပါလာ၉ရက်နေမှာဒူအဝက်ကိုပြောဆိုထားပါတယ်။အမတ်34နီးပြူအောင်မှာဒူအခရင်အမတ်တက်ရင်အမတ်နဲ့တန်ရင်နဲ့ဒူအခရင်ထဲရှိတဲ့မြို့နယ်လေးခုကပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖ၄ဖွဲ့ပါဝင်ပါတယ်။ ဒဝဲမြို့ပေါ်မှာညာပိုင်းဧည့်စင်းအကြောင်းပြပြီးလူငယ်တွေကိုစစ်မှုထမ်းစုဆောင်းတာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်မြို့ပေါ်မှာနေထိုင်သူတွေစိုးရိမ်နေကြပါတယ်။အခုအော်တိုဘာလအစပိုင်းကနေစလို့မြို့ပေါ်ရက်ကွက်တွေဖြစ်တဲ့မြို့တွင်ဇရင်၊တင်မော်စိန်၊ရှမ်းမလေဆွဲနဲ့ပုံမော်စတဲ့ရက်ကွက်တွေမှာညာဘက်စစ်မှုထမ်းအတွက်ဧည့်စင်းအကြောင်းပြပြီးနေအိမ်ပေါ်အထိတပ်ဖမ်းနေတာလို့သိရပါတယ်။အဲ့ဒီလိုဖမ်းဆီးမှုတွေကြောင့်အခုလအတွင်းဒဝဲမြို့ပေါ်မှာ ညဘက်ဖန်စီခံရသူအမျိုးသား၁၀ဦးထက်မနည်းရှိနေပြီလို့မြို့ကန်တွေကပြောပါတယ်။